ချစ်စရာကောင်းတဲ့သမီးလေးကြောင့်လူပြောများနေတဲ့ဖိုးချင်းဇမင်းသားဖိုးချစ်ကတော့ချစ်စရာကောင်းတဲ့သမီးငယ်လေးကြောင့်လူပြောများနေပါတယ်ဇမင်းသားဖိုးချစ်ဟာဇသမင်လောကမှာစိတ်တော်နာကောင်းမွန်မြတ်သူဘဝသူအောက်ချီဇမင်းသားဘဝချင်းစာနာတနာတတ်သူဖြစ်နေထင်ရှားပါတယ်ဒါပြင်ဇမင်းသားဖိုးချစ်ဟာပရိသတ်တွေပေါ်မှာဖြစ်စဉ်ဇသမားချင်းချင်းဖြစ်စဉ်မိမိလောင်းငယ်သားတွေပေါ်မှာဖြစ်စဉ်ကာရဝတရားရှေ့မှာထားကဆက်ဆံတတ်သူပါဒါကြောင့်လေဖိုးချစ်ကိုဇသမင်လောကသားချင်းချင်းသားမကနုပညာလောကသားရင်းနဲ့တူပရိသတ်တွေကမှဖိုးချစ်ကိုချစ်ခင်အားပေးကြတာပါ ဇမင်းသားဖိုးချစ်ကိုရိုင်းကလည်းမြန်မာနိုင်ငံမှာအောင်မြင်ဆုံးဇမင်းသားတစ်လက်ဆိုပေမယ့်အောက်ချင်မလို့ဘဝင်မမြင့်မဲလူပညာတမွေးဝန်းချောင်းပြုနေရဖြစ်ပါရင်ဒါပေမဲ့လူတော်များများကတော့ဖိုးချစ်ကိုလူမျိုးကြီးလို့ထင်နေကြတာပါတကယ်တမ်းမှာတော့ဖိုးချစ်ဟာ2019ခုနှစ်မှာချစ်စနီးကြောင်းလေးနဲ့လက်ထပ်ထားတာဖြစ်ပြီးခုတ်ခါမှာတော့ချစ်စရာကောင်းတဲ့တမီးလေးကိုပိုင်ဆိုင်ထားတာပါခုဆိုရင်ဖိုးချစ်ရဲ့ချစ်စရာတမီးငယ်လေးနဲ့တူတူတွေ့ရင်ထားတဲ့ဓာတ်ပုံကလူပြောများနေတာဖြစ်ပါရင်ဖိုးချစ်ရဲ့တမီးလေးဟာအဖေတူလေးဖြစ်ခါတော်တော်လေးကိုချစ်စရာကောင်းတာပါကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော ဇမင်းသားဖိုးချစ်ကိုချစ်ခင်အားပေးကြလို့ဖိုးချစ်ရဲ့သမီးလေးကိုပါချစ်ခင်အားပေးကြမလားဆိုတာပြောသွားကြပါဦး။